အင်တာမိုင်ယာမီတင်ဟာဖီဘာကလပ်ကပောက်ဗလာအောက်စုဒုတိယမြောက်ပွဲစဉ်မှာအသင်းအောက်ဆောင်မက်ဆီရဲ့လာပါတဲ့ free kick တွင်ကိုကြောင့်ပေါ်တိုအသင်းကို၂ဂိုးတကိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီဘက်မှာပေါ်တိုအသင်းကဦးဆောင်ကိုစတင်ရရှိခဲ့ပြီးအဂီဟိုဟာကပယ်နယ်တီကနေတွင်ခဲ့တာ။အင်တာမိုင်ယာမီတင်ရဲ့ခြေပါကိုစီဂိုဘီယာနဲ့အနိုင်ကိုမက်ဆီကတွင်ခဲ့တာပါ။ အဲကြောင့်အင်တာမိုင်ယာမီတင်ဟာဖီဘာကလပ်ကပောက်ဖလားပြိုင်ပွဲမှာပထမဆုံးနိုင်ပွဲကိုရယူနိုင်ခဲ့ပါတယ်။အင်တာမိုင်ယာမီတင်ဟာအုပ်စုဖွဲ့ပွဲစဉ်မှာအေအာလီတင်နဲ့ဂိုးရှိသေးကြပေမဲ့ဒီဘက်အနိုင်ရရှိခဲ့တဲ့အတွက်အုပ်စုပွဲစဉ်တစ်ပွဲကစားပြီးမှရမှတ်၄မှတ်နဲ့ဆက်ရောက်သေးစေတက်နိုင်ဖို့အခြေအနေကောင်းခဲ့တာပါ။အင်တာမိုင်ယာမီတင်အတွက်အနိုင်ကိုသွင်းယူပေးပြီးခြေစွမ်းပတ်သားနိုင်ခဲ့တဲ့သင်္ကောင်းဆောင်မက်ဆီဟာဒီဘက်အကောင်းဆုံးစားသမားဆုရရှိခဲ့ပါတယ်။မက်ဆီကဒီနိုင်ပွဲဟာတသိန်းလုံးရဲ့ကြိုးစားအားထုတ်မှုကြောင့်ရရှိခဲ့တယ်လို့ပွဲပြီးဒီရေးဆက်အနေနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာပြောခဲ့ပါတယ်။မက်ဆီကဒီနိုင်ပွဲအလွန်ရေးပါတဲ့အတွက်ကျွန်တော်တို့ဒါကိုပျော်ပျော်ရွှင်ရွှင်ခံစားပါပါ။ဖရီကစ်ကတော့ဂိုးသမားရဲ့နေရာလက်ကိုအခွင့်အကောင်း င်းယူပါဂိုးသွင်းယူနိုင်ဖို့ကြိုးစားခဲ့တာပါကျွန်တော်တို့ရဲ့နောက်လာမယ့်ဘွယ်ကပါမီယက်စ်နဲ့တွေ့ဆုံရမှာဖြစ်ပြီးဒီသင်ကကမ္ဘာပေါ်မှာအကြီးမားဆုံးသင်ပါဒီဘွယ်ကကျွန်တော်တို့အတွက်နောက်တစ်ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာနိုင်မယ်လို့ပြောခဲ့တာပါအင်တာမိုင်အမီသင်ကဖီဘာရဲ့နိုင်ငံတကာကလပ်ပြိုင်ပွဲမှာဥရောပအသင်းကိုအနိုင်ရရဲ့ပထမဆုံးကွန်ကာကက်အသင်းဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။မက်ဆီတို့လည်းဒီဘွယ်မှာတွင်ယူခဲ့တဲ့တွင်ကိုကြောင့်အင်တာမိုင်အမီသင်ကစားသမားဖွားပွဲပေါင်း60တပွဲမှာတွင်ကို90ပြေးခဲ့တာပါ အဲဒါမှရမီတင်းနီးပြမာရှီယာနိုကသူတို့ကဘယ်သင်းနဲ့မတူချင်းပြနိုင်တယ်ဆိုတာကဘာနဲ့ကိုယ့်ကိုပြသနိုင်တယ်လို့ပြောခဲ့ပါတယ်။အဲဒါမှရမီတင်းကအုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်ပါမီရဲ့တင်းနဲ့ရှေ့ပိုင်းရမှာဖြစ်ပြီးပါမီရဲ့တင်းကလည်းအုပ်စုပွဲစဉ်တစ်ပွဲကစားပြီးမှရမယ့်၄မှတ်ရရှိထားတာဖြစ်ပါတယ်။